မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ရွှေချင်းမျိုးနဲ့ညောင်ကျောင်းချင်းရွာနီခမာယ968တရင်ရှိစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှနှုတ်ဦးတည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘကိုးတိုင်းရွှေချင်းမျိုးနဲ့ညောင်ကျောင်းချင်းရွာနီခမာယ968တရင်ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှစစ်သားနှုတ်ဦးတည်ဆုံခဲ့ကြောင်းတောင်ညိုတရင် B29906 မှာတာဝန်ရှိသူတောင်ကပြောပါရီ ဧပြီလ22ရက်နေ့မှာရွှေကျင်မြို့နယ်ညောင်ကျောင်းကျင်းရွာနီးခမာရ968တန်ရင်ရှိအဇမ်ဘတ်စစ်ကောင်စီတပ်သားတွေကိုတောင်ညူတန်ရင်နဲ့ပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်အဇမ်ဘတ်စစ်ကောင်စီတပ်သားနှုတ်တီဆုံးပြီးတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တောင်ညူတန်ရင်နဲ့ပူပေါင်းဖွဲ့တွေကညောင်ကျောင်းကျင်းရွာနီးမှာရှိတဲ့ရန်သူခမာရ968ကအဇမ်ဘတ်စစ်သားတွေကိုချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ရန်သူဘက်ကစစ်ကွေးနှစ်ကောင်တီဆုံးခဲ့တယ်။ကျွန်တော်တို့ဘက်ကအထိခိုက်မရှိဆုတ်ခွာလာနိုင် ခဲ့တယ်လို့တောင်ညိုတိုင်ပီ2996ကတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ်။ဆလပီလာရှိုးမှာလှုပ်တဲ့တရုတ်နိုင်ငံကြီးငလင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ဖျံအားပြင်းစံတိုင်းကလင်တန်ကိုရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးကမခံစားခဲ့ရပါဘူး။ဒါပေမဲ့ဒေသခံများအလွန်ဆိုးရိမ်နေတဲ့နိုင်ငံကြီးကလင်ကလာရှုမျိုးအပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာအက်တစ်ဖြစ်နေပါပြီ။2029နှစ်စစ်စင်ရင်းနဲ့ဒူးလာရှုမျိုးကိုတင်ယူပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့အုပ်ချုပ်ရေးရန်တရားစနစ်တကျကင်တွယ်မယ်လို့ကြွေးကြော်ခဲ့တဲ့ MNDA ကမြို့မှပြန်ထွက်ခွာပြီးစစ်အာဏာရှင်ထိန်းချုပ်မှုအောက်ကိုပြန်ရောက်လာတဲ့အခြေအနေကလာရှုမျိုးနဲ့ရှမ်းမြောက်ဒေသခံများဆိုးရိမ်နေတဲ့နိုင်ငံကြီးကလင်ဖြစ်ပါတယ်။ဒီကလင်ကိုအသက်အသွင်းကတရုတ်ဆိုရဖြစ်ပါတယ်။ ်ကြားဖြတ်တိုက်ဖြတ်ရင်လို့ဆိုပြီး2023အောက်တိုဘာလ29ရက်နေ့မှာတရုတ်အစိုးရခွင့်ပြုချက်နဲ့စတင်ခဲ့တဲ့2029ဆက်စင်ရေးနဲ့တူလာရှုမျိုးကို MNDA နဲ့မဟာမိတ်တွေက2024ဇူလိုင်လ25ရက်မှာတည်ယူနိုင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနေ့မနက်လေးနာရီမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုင်လိုက်ခြင်းနဲ့တူလာရှုမျိုးကိုထိန်းချုပ်လိုက်ပြီးလို့ MNDA ကကြေညာခဲ့ပါတယ်။ လာရှုမြို့လူမျိုးရေးတော်လိုင်းလှူရှာမှုကသမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်ပါတယ်လို့ MNDE က2024ဇူလိုင်လ25ရက်နေ့21မိနစ်မှာကမ္ဘာတိကြီးညာခဲ့တာဖြစ်ပါတယ်။ MM မှာရမခအပါဝင်လာရှုမြို့ကို MNDE နဲ့ပူးပေါင်းတပ်တွေကဩဂုတ်လ3ရက်မှာအပိသက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းလာရှုမြို့ကိုစတိုက်တာနဲ့ PR မျိုးစုံပြီးနေတဲ့တရုတ် PR တွေကြောင့်စတိုက်တာနဲ့မြို့သိမ်းနိုင်ပြီလို့ကိုကန်တက်ကကြီးညာခဲ့ပါတယ်။2029ဆစ်စင်ရေးကြောင့် MNDE နဲ့ဒုမြောက်ပိုင်းမဟာမိတ်တုံးဖွဲ့ကလူမှုထောက်ခံမှုအကြီးအကျယ်ရရှိခဲ့ပါတယ်။မြို့သိမ်း ိုက်ပွဲအောင်မြင်မှုကို KNY အမျိုးသားများကာကွယ်ရေးတပ် KNDF KNY မျိုးသားစီယုံ KNU ချင်းအမျိုးသားတပ် OCN နဲ့ပို့အိုအမျိုးသားလူမျိုးရေးတပ်မတော် PNL အပါအဝင်တော်လိုင်းအင်အားစုအများပြားကဂုံပြူတုံဝန်လာများပြီးပို့ခဲ့ကြပါတယ်။ MNDA ကအဲ့ဒီအချိန်ကမြမလူအဖွဲ့အစည်းကြမှာပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အထက်ပါအကြောင်းအရာများက9လကျော်လာတဲ့အခါမှာခရင်ရီတာကြံခဲ့တာဖြစ်ပါတယ်။ MNDA က10လကျော်ထိန်းချုပ်ပြီးတဲ့နောက်လာရှုမျိုးကအခုကတရုတ်လူကြအတိုင်းပဲစစ်ကောင်စီလက်အောက်ကိုပြန်ရောက်သွားပြီဖြစ်ပါတယ်။တရုတ်ဆိုရရဲ့ဖိအားပေးမှုနဲ့ MNDA နဲ့စစ်ကောင်စီကိုအကြိမ်ကြိမ်ညှိနှိုင်းပြီးတဲ့နောက် MNDA ကလာရှုမျိုးမှာပြန်ဆုတ်ခွာသွားပြီဖြစ်ပါတယ်။ယခုအစင်းမရောက်မီကတရုတ်က MNDA ကလာရှုမှာဆုတ်ခွာဖို့နီလန်ပေါင်းစုံချင်းချောက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါ body လူသည့်ထင်ရှားဆုံးအဖြစ်မှာ MND ကောင်းဆောင်ဖုန်တာရင်က2024အောက်တိုဘာမှာတရုတ်နိုင်ငံကိုသွားရောက်ခဲ့စဉ်တရုတ်အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့ပြီးနောက်ပိုင်းပြန်ဝင်မရတော့ဘဲထိမ့်သိမ်းခံရခြင်းဖြစ်ပါတယ်တရုတ်ကနေအခြေကျုံနဲ့ထိမ့်သိမ်းခဲ့ပြီး MND အနေနဲ့လာရှုမျိုးမှပြန်ဆုတ်ခွာဖို့အကြက်ကင်ခဲ့တယ်လို့တရုတ်ရွှေလီအုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတန်အုပ်ကပြောပါတယ်အဲ့ဒီတင်ထွက်ပေါ်လာချိန်မှာ MND ကောင်းဆောင်ဖုန်တာရင်ကစေကူတာမှုခံယူနေခြင်းဖြစ်ကြောင်းတရုတ်နိုင်ငံသားဌာနကဘီဂျင်းမြို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်အဲ့ဒီပြော ကြချက်ကိုဘသူကမှမရှုံခဲ့ပါဘူး။လာရှုမျိုးလွတ်မြောက်ရေးတန်လိုင်းလှုပ်ရှားမှုဟာတမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်ပါတယ်လို့ကဘာတိကြီးညာခဲ့တဲ့ MNDA က2024ခုနှစ်ကွန်ကန်ကစပြီးအတန်တိတ်သွားခဲ့ပြီးလာရှုမျိုးမှပြန်လည်ထွက်ခွာရေးအတွက်မလလယ်မှာစကတိတ်တဆိတ်လုပ်နေခဲ့ပါတယ်။တကြံကာလအတွင်းမှာ MNDA တပ်ဖွဲ့ဝင်များအများအပြားလာရှုမျိုးပြင်ကိုအွန်လိုင်းကျင်းလိုက်ဆုတ်ခွာသွားခဲ့ပါတယ်။ တခြားနိုင်ငံပြည်တွင်းရစ်ကိုဝင်ရောက်မဆွတ်ဖက်ရည်မှုကင်ဆွဲထားတယ်လို့အစင်တဆိုင်ပြောကြားနေတဲ့တရုတ်ဆိုရကမြန်မာနိုင်ငံဆိုင်ရာတရုတ်ထူးတန်တမန်တင်ရှိကျွင်းကိုလာရှုကိုပို့ခဲ့ပါတယ်။ MND နဲ့စစ်ကောင်စီအစုပ်တက်လန်းချောင်းကိုတင်ရှိကျွင်းကဖောက်ပင်းခဲ့တယ်။တရုတ်အလံပေးမှာပြစ်ခတ်မှု ရက်စဲမိုးစောင့်ကြည့်ရင်အဖွဲလို့တရုတ်မြန်မာနှစ်ဘာသာနဲ့ရေးသားထားတဲ့အနှံ့ရောင်ကားတွေနဲ့တင်ရှိခြင်းခေါင်းဆောင်တဲ့ကိုစလဲဖွဲကအေဘီလာ၁၉ရက်နေ့မှာလာရှုမျိုးကိုဝင်လာခဲ့တဲ့တချိန်ကလေးမှာပဲ MNDA တပ်ဖွဲ့ဝင်တွေကလာရှုမျိုးပြင်ဘက်ကိုဆက်လက်ထွက်ခွာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမြို့အဝင်မှာပြူတစ်ပြူတစ်လုပ်နေခဲ့တဲ့ April 21ရက်မှစတင်ပြီးတင်ရွှေကျင်း MND နဲ့စစ်ကောင်စီတို့လာရှိုးမြို့မှာ၃ပွင့်ဆိုင်ဆွေးနွေးကြတဲ့အဲ့ဒီနေ့ညမှာလာရှိုးမြို့တော်ခမ်းမရှိမှာလွင့်ထူထားတဲ့ MND နဲ့ကိုကန့်အထူးဒေသတဲ့အလံဖြုတ်ချခံလိုက်ရပါတယ်စစ်ကောင်စီကဖြုတ်ချတယ်လို့လို့ MND တပ်ဖွဲ့ဝင်တွေကပဲကိုယ်တိုင်ဖြုတ်ချတယ်လို့လို့သတင်းတက်တဲ့သားထွက်လာပါတယ် April 21ရက်မနက်ဝီလီဝီလင်းမှာအစည်းအဝေး၂၀၀နီးပါးရှိတဲ့စစ်တပ်ရင်းနှံကလာရှိုးမြို့အဝင်မှာတန်းစီဆောင်ဆိုင်နေပြီးမနက်9 နာရီတိတိမှာတင်ရှိခြင်းရဲ့မီးစိမ်းပြမှုနဲ့အတန်းလိုက်ဝင်ရောက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့ရှင်လာကျော်က MND နဲ့မဟာမိတ်တပ်တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်လာရှုမျိုးမှထွက်ပြေးကြတဲ့စစ်ကောင်စီတပ်က AB 22ရဲ့မှကြီးတချမ်းမှမဖောက်ရပဲကားရန်ရှင်နဲ့အလူရှင်လောင်းနေတယ်လို့ဝင်လာကြခြင်းဖြစ်ပါတယ်။ဒီနည်းနဲ့လာရှုမျိုးကစစ်ကောင်စီလက်အောက်ကိုတကြော့ပြန်ကြရောက်သွားပြီဖြစ်ပါတယ်။ လက်ရှိအထိအခြေအနေတွေကိုစစ်ကောင်စီကရော MNDE ကပါတရင်မထုတ်ပြန်သေးပါဘူးလာရှုမျိုးကန်ဒီကမျက်စိတငယ်နားတငယ်နဲ့အခြေအနေကိုစောင့်ကြည့်နေကြပါတယ်စိုးရိမ်ထိလန့်ပြီးမြို့ကိုစွန့်ခွာသွားသူများပြားလည်းရှိပါတယ်စစ်အာဏာရှင်ကိုစန့်ကျင်ပြီး CDN လုတ်ခဲ့သူတွေနဲ့ MNDE နဲ့ဒူလာရှုမျိုးပြန်လဲထူထောင်ရေးမှာပါဝင်ခဲ့သူတွေကစစ်ကောင်စီရဲ့ရှံကိုကြောက်လို့တင်းရှောင်ခဲ့ကြပါတယ်စစ်ကောင်စီထောက်ခံသူတွေနဲ့စစ်တပ်ထောက်တိုင်တွေကတော့အောင်ပွဲခံပြီး MNDE နဲ့လက်တွဲခဲ့သူတွေကိုချိန်ချောင်နေကြပါတယ်လာရှုမှာတစ္ဆက်ဖောက်လောက်ကောင်တချို့ကြံခဲ့သေးတာကိုတော့တတိပြုရ ါပါမယ်လို့စစ်ကောင်စီဝါဒဖြန့်ချင်ရေးလူမှုကွန်ရက်စာမျက်နှာတစ်ခုကဖော်ပြပါရယ်တရုတ်စစ်ကောင်စီနဲ့ MNDA ကြားမှာသဘောတူညီချက်တွေကို၎င်းတို့ကလွှဲပြီးဘယ်သူမှမတိကြသေးပါဘူးဂတိကဝတ်တွေကိုအမြဲတစေချိုးဖောက်နေတဲ့စစ်ကောင်စီနဲ့2029ဆက်စင်ကာလအစကလို့မဟုတ်တော့ပဲတည်မီဖြစ်နေတဲ့ MNDA ကြားမှာဘယ်လိုဆက်လက်နေထိုင်ရမလဲမသိတော့ကြောင်းလာရှုမြုပ်ကန်အချို့ကညှိတွားပါရယ်လာရှုကိုအပြေအဝမထိန်ချုံနိုင်သေးခင်မှာပဲစစ်ကောင်စီကမြောက်ပိုင်းမဟာမိတ်၃ဖွဲ့ထိန်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့နယ်များကိုစီရင်ခြင်း ိန်ချမှုပြုလုပ်နေပါတယ်။လာရှိုးကြဆောင်ခံကရှမ်းမြောက်တကူလုံးနဲ့ကြံဒီတာရစ်စင်အာနာရှင်လက်အောက်မှာလူမျိုးရေးအတွက်တတိပိခေါင်းလောင်းတန်ဖြစ်တယ်လို့ဒေါ်လိုင်းအင်အားစုတွေကအချင်းချင်းတတိပိနေကြပါတယ်။ဒီဘက်ခတဲ့ကဆက်တွေထဲမှာလာရှိုးဆက်ကအနာဆုံးပဲလို့လာရှိုးမျိုးတင်တဲ့ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တုံးကရှင်းဖွင့်ပါတယ်။ စကိုင်းနဲ့မန္တလေးကိုပဟိုပြူလှောက်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကိုတဘာဝတရားကြီးကဖန်တီးခဲ့ပါတယ်။လာရှိုးနိုင်ငံငလင်ကတော့ရှီချင်းဖျင်ရဲ့တရုတ်ဆုံရကဖန်တီးထားခြင်းဖြစ်ပါတယ်။လာရှိုးငလင်ဆက်လုံမလားညီတက်နေမလားနောက်ဆက်တွဲငလင်များလှုံမလားဆိုတာကိုဘယ်သူမှမခံမနိုင်ဘူးလို့တတင်းမှရှိတာဖော်ပြထားပါတယ်ရှင်။